အေရီတိုင်းလေးမျက်နာမြို့နယ်ချင်းလယ်ကြီးရွာနဲ့ဆက်ဆက်อยู่ကြီးရွာမှာတိုင်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကဒံယာရတပ်ဖွဲ့ဝင်တွေကိုပသိမ့်ကိုအေးပေါ်ဖို့ဆောင်ရာလမ်းမှာပဲတေဆုံသွားတယ်လို့သိရပါဗျ။လေးမျက်နာမြို့နယ်ပသိမ့်မှုရွာကလန်ရိုးမတော်နီကချင်းလယ်ကြီးရွာဘက်ကိုစစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်းထူးဝင်ရောက်လာတာကြောင့်ပြီးခဲ့တဲ့မတ်လ၁၇ရက်နေ့မှာအရကတက်တော် A နဲ့ပူအောင်တက်ဖွဲ့ရုံနဲ့တိုင်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ ပိုရုံးကတော့ဒဏ်ရာရတွေအရေးပေါ်အခြေအနေတွေကိုကားရင်နဲ့ပသိမ်မှုခေါ်လာတာစေးယုံမရောက်ခင်လမ်းမရင်တေကုံလူအကုန်ရေခဲတိုက်ထဲပို့ရတယ်။ထီးတွေ့တိုက်ပွဲကချင်းလေတီရောက်နေပြီလို့စေးသတင်းရှင်းမြစ်က ARD Times ကပြောပါရယ်။စစ်ကောင်စီကချင်းလေကြေးရွာမှာအခြေချတပ်ဆွဲထားပြီးကြေးရွာအတွင်းကဒေသခံတွေကိုဖုန်းနှိကြောင်ဝင်တွင်ပိတ်ဆို့ထားပြီးစစ်ဆေးနေတယ်လို့ဒေသခံတွေထံကသိရပါရယ်။ စီကောင်စီကငတိုင်းချောင်းမြို့နာယေကူညီမှုအသင်းဖြစ်တဲ့အာယုပါနာလူနာတင်ရင်းတွေကိုဒံယာရတဖွဲ့ဝင်တွေကိုခေါ်ဆောင်ဖို့အတွက်အသင်းပြင်ဆင်ထားဖို့ညွှန်ကြားထားတယ်လို့လည်းသိရပါဗျ။တိုက်ပွဲကြောင့်လေးမျက်နာမြို့နယ်အတွင်းကဝုကုံ၊လဲခုံကြီး၊လဲခုံလေး၊ရှာရောစု၊စံကုန်းစတဲ့ဂျေးရွာတွေကဒေသခံတွေအရေးပေါ်ပြောင်းရွှေ့နေရတယ်လို့ဒေသခံတွေထံကသိရပါဗျ။လက်ရှိမှာတာပါမြို့နယ်ကအမြောက်တက်၃လေးလေးအနည်းနဲ့ တဲဗျူကျေးရွာကင်မွန်ချင်းကုန်းတို့မှာစစ်ကောင်စီနဲ့အေဘူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီကနေကြောင်ပစ်ကူပေးနေတယ်လို့သိရပါဗျ။